ကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်ကနောက်ပွဲဆောင်သူကဂျိုထွက်နောက်ပွဲဆောင်ဂျိုထွက်အဲ့လိုဖြစ်နေနော်တန်နိုင်မလဲအမှန်တကယ်ကရှေ့အခွာဒီပွဲကစားမလို့ဆိုပြီးတော့ကျွန်တော်ထည့်ထားပြီးသားနဒီပွဲလဲကြိုက်တော့ထိုးပါလေနော်ခဏဆိုတော့ပြောလို့တော့မရဘူးပေါ့နှစ်ခါခွာခြင်းလဲခွာတော့မှာပေါ့နော်ကျွန်တော် ပြပူပါတယ်ကျွန်တော်တို့ဒီဘွဲမှာတော့ကျွန်တော်အော်ခိုင်းတဲ့ကံချစ်၆ချစ်လို့ကျွန်တော်စခိုင်းတာနော်အဲ့ဒီမှာကျွန်တော်တို့ဒီနှစ်ဦးတက်ခါကွာ၄နှစ်ဦးမှာတက်ခါနဲ့ကွာ၄ထွက်ပြတာ ਨੇ သူကနေနှစ်နှစ်ကျော်အဲသူကနေတစ်နှစ်ကျော်ပါသူကနေတစ်နှစ်ကျော်မှာကျွန်တော်တို့၆ထိပ်စီပေါ့နော်ဒီ၆၆ပါဝါတက်သူက၆တက်ခွာတာလားအဲ့အဲ့ဒီ6ဒီသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့6ထိပ်စီ၄လုံးကြမယ်ကျွန်တော်ပြောခဲ့တယ်เนาะဒီမှာ6ထိပ်စီ၃လုံး ီမှာ6ထည့်စီ2လုံး2လုံးဒီမှာ3လုံးနောက်ထပ်6ထည့်စီ4လုံးလို့ကြလိုက်ရင်အဲ့ဒီ6ကြီးခွနဲ့ကြမယ်ကျွန်တော်တလုံးပြောခဲ့တယ်တခါကျွန်တော်ဒုတိယကတ်မှာလည်းအဲ့ဒီလိုပဲတခါနဲ့ကွာလေးရိုက်ထားတော့သူ့ရဲ့နောက်နှစ်ကျွန်တော်တို့ဒီမှာခွန်ပါပါနှစ်ဆိုပြီးခွန်နှစ်သူကခွာအဲ့အဲ့ခွန်ဒီသူ့ရဲ့နောက်နှစ်မှာခွန်လေးလုံးတစ်လုံးနှလုံးသုံးလုံးเนาะကျွန်တော်ဒီမှာတစ်လုံးလေးလုံး အဲ့ဒီခွန်၄လုံးမြောက်နောက်ဆုံးကြတဲ့ခွန်ဒီခွန်ခွားပြီးတော့ကြမယ်နော်တခါဒီမှာကျွန်တော်တို့တခါနဲ့ခွာလေးဖြစ်တယ်သူ့ရဲ့နောက်နှစ်မှာ၈3ဆိုပြီးပါပါခွာအဲ့ဒီ၈ဒီနောက်နှစ်မှာ၈၄လုံးကြရမယ်ဒါပေမဲ့ဒီမှာ၃လုံးကြတယ်ဒီနေရာမှာ၂လုံးကြတယ်ဒီမှာကျွန်တော်၃လုံး၄လုံးမြောက်ဖမ်းတော့ကျွန်တော်ပြခဲ့တယ်ဒီနေ့ထဲမှာ၈၄လုံးမြောက်လာရင်၈အခွနဲ့လာဥမလာဘူးနော်မလာတော့ကျွန်တော်ကဒီအချိန်မှာကျွန်တော်ဖမ်းရတာပဲနော်ပြီးခဲ့တဲ့ပွဲကသူထွက်တယ်ထွက်သွားပြီလားမပြီးသေးဘူးလားဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးနော် မဲ့လေးလုံးအတိအကျထွက်မယ်ဆိုရင်တော့ပြီးသွားပြီပေါ့လေဒါကျွန်တော်ပြောပြအောင်အဲ့အဲ့ဒီမှာကျွန်တော်6တလုံးကြတယ်6နှလုံးမြောက်6ကတုံညာခါဘေးမှာတပတ်ကြတယ်เนาะအဲ့ဒါနှလုံးမြောက်ကတုံညာခါဘေးမှာပရိသတ်နှစ်ရင်ဆိုင်ရပြီးကြတယ်တခါ3လုံးမြောက်6ဒီနောက်တွဲညီကိုလည်းကြတယ်4လုံးမြောက်6ဒီ6အခွားနဲ့ကြတယ်အဲ့မှာကျွန်တော်ကဒီ6နောက်ပိတ်ပရိ5လို့ရိုက်ထားတယ်မြင်းကုန် သူကနှိပ်ဥမာတဲ့ဗရိငါးတွေသူကတည်ခဲ့တာဟုတ်နော်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီချစ်ပိတ်ဗရိငါးရဲ့အောက်ဆောင်မှာ6 4လုံးမြောက်ဒီခွမယ်နော်အဲ့ဒါ6တလုံးနှလုံး3လုံး4လုံးပေါ့နော်ဒါသူက6ထိပ်စီ4လုံးထွက်သွားအဲ့ဒီနှစ်ထဲမှာလေဒီနှစ်ဥတ္တခဗရိငါးတော့အဲ့ဒီနှစ်ထဲက9နောက်ပိတ်ဗရိငါးရဲ့အောက်9နောက်ပိတ်နဲ့ဗရိငါးသူ့ရဲ့ဆောင်မှာကျွန်တော်တို့ခွန်ခွမယ်အဲ့ခွန်ဒီ4လုံးမြောက်ထိပ်စီနော်အဲ့သူကအဲ့မှာလေကျွန်တော်တို့ဒီတုံညာခါဗရိရှစ်ဘေးမှာ ဗရိတ်ရှိရင်ဆိုင်နဲ့ကွန်တစီနှလုံးမြောက်ထွက်တယ်ပေါ့နော်ဒီမှာတစ်လုံးထွက်တယ်နှလုံးမြောက်ဒီဗရိတ်ရင်ဆိုင်သုံးလုံးမြောက်ဒီနောက်တွဲညီကိုလေးလုံးမြောက်ဒီခွန်အခွခွန်နောက်ဘိတ်ဗရိတ်ငါးပုံတိရိုက်ထားတဲ့ဇောင်းမှာပဲသူထွက်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာရှစ်ထိပ်ကတစ်လုံးဖြစ်ပြီးနှလုံးမြောက်ရှစ်ထွက်တော့ငါးဗရိတ်ရင်ဆိုင်ရိုက်ပြီးထွက်ပြီးနော်သုံးလုံးမြောက်ရှစ်ထွက်တော့နောက်တွဲညီကိုလည်းထွက်တယ်ဒါဆိုရင်လေးလုံးမြောက်ရှစ်ဒီ6နောက်ပိတ်ဗရိတ်9ရဲ့အောက်ဇောင်းဆိုရင်ဒီဘွဲမှာမှကျွန်တော်တို့က8အခွကိုကစားရမယ်နော် အဲ့ဒီမှာရှေ့အခွား90ခွဲကိုကျွန်တော်ရှေ့68ကိုကျွန်တော်အိုးခိုင်းမယ်ဆိုပြီးဒါကျွန်တော်စောင့်နေတာပဲအခုသူကချစ်ကြိုခွာသွားပြီဆိုတော့ဒီဘွဲကရှစ်ကကျွန်တော်တို့ကစားလို့မရတော့ဘူးနော်အဲ့ကျွန်တော်တို့လည်းကိုကနောက်ဘွဲမှာချိန်သူကကြိုထွက်အဲ့လိုမျိုးတွေဖြစ်နေတယ်အခုဒီဘွဲအနေထားနဲ့ရကြတော့နော်ကျွန်တော်တို့ကစားလို့မရတော့ဘူးပေါ့မှန်တကယ်ဆိုရင်ဒီဘွဲမှာကျွန်တော်100ခွဲ line ထိုးခိုင်းမယ်ရှစ်ခါနဲ့အဲရှစ်အခွား90ခွဲထိုးခိုင်းမယ်ဆိုပြီးစောင့်နေသူရှိမှထွက်တာတွေကအကုန်လုံး ကျစ်ပိတ်ပရိတ်9ရဲ့အောင်မြင်ကုန်ခွန်ပိတ်ပရိတ်9ရဲ့အောင်မြင်ကုန်အခုကျွန်တော်တို့ဒီမှာ6ပိတ်နဲ့ပရိတ်9ရဲ့အောင်မြင်ကုန်ဆိုဒီပွဲမှာမှထွက်ကမှာသူကကြော်တက်သွားတယ်လို့ဖြစ်နော်အဲတချို့ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ပြောပါတယ်ဒီနေရာမှာဒီပွဲမှာတည်းကကျွန်တော်တို့စဖမ်းတာပဲရှစ်နှလုံးရှစ်သုံးလုံးမြောက်ထွက်သွားပြီလေးလုံးမြောက်ရှစ်လာရင်ရှစ်ခွာပြီးထွက်မယ်ဆိုပြီးတော့နော်အောက်မှာလည်းဘယ်နှပွဲမှာမကြံတော့ဘူးကျွန်တော်တို့ကဖမ်းထားတဲ့အချိန်မရောက်သေးဘူးနောက်ပွဲမှာဆိုပြီးတော့မျှော်တယ်သူကကြိုထွက်တယ် အဲ့မတတ်နိုင်ဘူးအဲ့တော့အဲ့ရှစ်ပါတဲ့ခဏန်းတစ်ခွက်ရှစ်ကိုထိနေတော့မကစားတော့ဘူးနော်ဒါပေမဲ့အဲ့ဒီရှစ်ကအောက်မှာကုံသွားပြီလို့ပြောလို့မရဘူးနော်သူကရှစ်ထိတ်စည်းပဲကုံသွားတာရှစ်ကမကုံသေးဘူးအဲ့ဒီ site ကပြီးခဲ့တဲ့ပွဲကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်ချစီနီယာခဏန်း6689ခွန်1 3 4ကျွန်တော်ချထည့်လိုက်တာနော်အဲ့သူကကျွန်တော်ပြလိုက်တော့အဲ့ဒီ site မှာကျွန်တော်မိတ်ဆွေတွေ သတိထားမိလာမသိကျွန်တော်ဒီ line ကနေပြီးတော့ကဏ္ဍ organ 3ခွက်4ခွက်ပေါ့နော်ညီကိုကဏ္ဍ3ခွက်လုံးကျွန်တော်ပေါက်ရွေးထည့်လိုက်တယ်ရှစ်ထိတ်နေပဲကျွန်တော်ထည့်တာပဲ66ခွန်ထည့်တယ်69ခွန်ထည့်တယ်နော်ကျွန်တော်ခွန်နောက်ပိတ်နဲ့ပြန်ရလဲရှိတယ်ဆိုအဲ့ဒီမှာပြီးခဲ့တဲ့ဘွားကကျွန်တော်ပြခဲ့တယ်ညီကိုကဏ္ဍပြန်ကြဆို तू ကရှစ်တွဲညီကိုနောက်တွဲညီကိုပဲနော်နောက်တစ်ခုဒီမှာလဲတူတူပဲညီကိုကဏ္ဍပြန်ကြတော့ तू ကရှစ်တွဲညီကိုနောက်တွဲညီကိုပဲနော် ညီအကိုရှေ့တွဲညီကိုနောက်ကစီနီယာကိုအတဲ့ပေါ့ဗျာနော်943ဆို943 654ဆို654ပေါ့နော်စီနီယာအတဲ့ကြားခိုင်းတယ်ဒါကြောင့်မို့ကျွန်တော်ပြီးခဲ့တဲ့ဘွဲက234စီနီယာအတဲ့ကိုကျွန်တော်ထည့်တယ်234 6နောက်ပိုင်းနဲ့ပြန်ကြားဆို234နော်ကျွန်တော်ထည့်ချလိုက်တာဩဆိုပြီးတော့သူကအခုထွက်သွားတဲ့ခဏက698ဆိုတော့ရှေ့တွဲညီကိုနောက်တွဲညီကိုပဲမှန်တာပဲဒါပေမဲ့ပြန်ကြမဟုတ်ပဲနဲ့အပူဖြစ်သွားတာဟုတ် သူ့အောက်မှာထွက်မဲ့ကနန်းဒီ863ဆိုတဲ့ကနန်းတစ်ခွက်ရှိတယ်တစ်ခွက်ရှစ်ခါးကိုဦးစားပေးကစားခိုင်းတာပဲနော်ရှစ်ခါးကိုဦးစားပေးကစားခိုင်းတာပဲရှစ်ခါးကိုကျွန်တော်တို့ကျွန်တော်တို့နည်းနည်းဒီစိုက်မှာသတိထားပြီးတော့ဒီဘွဲမှာကစားကြည့်မယ်အဲပြီးခဲ့တဲ့ဘွဲကခွန်ထိပ်စီဗရိတ်ခွန်တစ်ဘွဲကျော်မှာစီနီယာကနန်းဆိုပြီးကျွန်တော်ဖမ်းခဲ့တယ်နော်ပြန်ကြရအောင်အဲ့ဒီမှာပြန်တော့မကြဘူးညီကိုတို့တွေနဲ့အပူဖြစ်သွားတယ်ဗောနော်ကျွန်တော်အဲ့ဒီမှာလိုချင်တာက ဒီနှစ်နှစ်ပါပါဇောင်းသုံးလုံးခွန်လို့ဖြစ်ခဲ့တယ်အဲ့ဒီတစ်ထိတ်စီကိုကျွန်တော်အောက်တပွဲကြော်မှာတစ်ထိတ်ထဲ့မလားဒါမလားပဲတွေးကြည့်တာပဲနော်နော်ထဲ့နေထဲ့မှာပေါ့အဲ့ဒီမှာကျွန်တော်ဒီရှစ်ခါကိုကစားခြင်းတာအဲ့ဒီရှစ်ခါဒီရှစ်ခါကသူကဒီမှာတစ်နောက်ပိတ်ပရိစ္ဆတ်တစ်ရှိနော်အဲ့တစ်နောက်ပိတ်ပရိစ္ဆတ်တစ်တစ်ရဲ့နောက်ခါရှစ်ထိတ်လို့ရိုက်တယ်အဲ့ဒီရှစ်ရဲ့ပါပါသုံးနောက်ပိတ်တယ်အဲ့ဒီသုံးရဲ့ပါပါဒီဘွဲကိုကျွန်တော်ရှစ်ခါလို့ပြန်ထည့်ပါပဲအော် အခုဒီမှာလည်းအဲ့ဒီအတိုင်းပဲနော်တခွန်ဖိတ်စည်းဗရိတ်ခွန်နှစ်ပွဲကြောင်မှာပြန်ကြညီအကိုကနန်းပေါ့ထွက်တယ်ပေါ့အဲ့တော့ညီအကိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ဒီ၄ထိတ်က၄ထိတ်လို့စဉ်းမလားနော်ဒါတော့မလားပဲရှိတာသိပြီအဲ့တော့ကျွန်တော်ဒီနေရာမှာလိုချင်တာကကျွန်တော်တို့ဒီ1ထိပ်ဗရိတ်7ဖြစ်ထားတယ်။ဒီ1နောက်ပိတ်ဗရိတ်7အဲ့အဲ့1နောက်ပိတ်ရဲ့နက္ခတ်7ထိပ်8ရဲ့ပါဝါ3နောက်ပိတ်3ပါဝါဒီနေရာမှာကျွန်တော်8ခါပြန်ထည့်နော်။အခုဒီမှာ ျွန်တော်တို့တနောက်ပိုင်းပရိသတ်တွေရှိတယ်။တရဲ့ပါနှစ်ခတ်ရှစ်အဲ့ဒီရှစ်ရဲ့ပါပါ3ဒီပွဲကို3ပါပါရှစ်ခါလို့ကျွန်တော်ပြန်ထည့်မယ်နော်။ထည့်လိုက်လို့ရှိရင်အဲ့ဒီရှစ်ခါနဲ့ကဏ္ဍဒီကနေရှိ1 2 3 4 5 6 9 8 9နှစ်မြောက်တဲ့က8ခွန်1ဆိုတဲ့ကဏ္ဍဒီမှာလာထွက်တယ်။နော်။လာထွက်တော့ဒီတိထိုက်ကတိထိုက်နဲ့8ခွန်1လို့ထွက်သလား။ဒါတမျိုးအဲ့ဒီမှာလဲကျွန်တော်တို့အခုတင်းတစ်ခါရှိ၈ပါပါ၃၃ရဲ့ဇောင်းမှာ 3ပါပါ8ခါနဲ့ပြန်ထွက်မယ်8 4 6ဒီ8 2 3 4 5 6 9 8 9 8 9 8 9မြောက်ပါခဲ့နော်နော်8 64ဆိုတဲ့အဲ့ဒီမှာလဲဒီ4ထိပ်က4ထိပ်နဲ့8 4 6လို့ထွက်တာလားဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီ6ထိပ်ကို6ထိပ်လို့ထည့်မလားဒါမှမဟုတ်ရင်ဒီဘွဲမှာ6ထိပ်ကျွန်တော်ဖျံပတ်တာရှိတယ်နော်ဒါပေမဲ့6ကိုကျွန်တော်ဒီမှာ6နှလုံးမြောက်ဒီအခွ နောက်ထပ်6တလုံးလာရင်ဒီနေရာလာမယ်ဆိုပြီးကျွန်တော်ခေါ်ထားတာဒီမှာသူကြိုထွက်သွားပြန်เนาะအဲ့တော့6 3လုံးကဒီမှာတော့ပြည့်သွားပြီလာမသိဘူးဒါပေမဲ့ဒီနေရာမှာလည်းကျွန်တော်6ထိတ်ကိုခေါ်ထားပြတာရှိထားလိုက်ပါတော့အဲ့တော့6 6မှာ6 6ဒီနေရာမှာကျွန်တော်8ခါးနဲ့ကနေတကွအချစ်9နှစ်မြောက်1 2 3 4 5 6 9 8 9နှစ်မြောက်က8ခါးနဲ့ကနေကအဲ့ဒီနှစ်ထဲမှာ8ပါတဲ့ကနေ3ခွက်ထဲထွက်တယ်8 9 1 8 9 5ရယ်8 6 3ကနေ3ခွက်ထဲထွက်တယ်ကျန်တဲ့ကနေ8တကွမပါဘူးเนาะ တေချာကြည့်အဲ့ဒီနေ့ထဲမှာ၈ပါတဲ့ခဏ၃ခွက်တည်းရှိမရှိဘူးเนาะအဲ့၈ပါတဲ့ခဏဒီ၃ခွက်ထဲမှာကျွန်တော်ပြောသလို၆ထိပ်ဒီ၆ထိပ်နဲ့ပြင်ရရင်လည်း၈၃၆ဆိုတဲ့ခဏတစ်ခွက်ပဲရှိတယ်တကယ်လို့အဲ့ဒီခဏကိုမလို့ကျင်လို့ဒီခဏနှစ်ခွက်เนาะဒါကကျွန်တော်တို့မဖြစ်မနေ၈ပါတဲ့ခဏ၃ခွက်တည်းရှိတာမဟုတ်လို့ကစားတင်တယ်အဲ့ကျွန်တော်၈ခါနဲ့ထည့်ပေးလိုက်မယ်ပေါ့ဗျာเนาะ၈ခါနဲ့ထည့်ပေးလိုက်မယ်ဒီခဏ၃ခွက်ဒါဓာတ်ပုံလေးရိုက်ပြီးတော့ယူထားလိုက်เนาะဘယ်ကိုမှတ်ထားလိုက်2019လဲပါ ရှစ်ပါတဲ့ခဏသုံးခွက်ပဲရှိတယ်เนาะ69 85 63ဒီသုံးခွက်ထည့်ထိုးအဲ့ဒီရှစ်ရဲ့ပါဝါ33ပါဝါရှစ်เนาะကျွန်တော်တို့အဲ့ဒီနေရာမှာတော့ဒီမှာ2ရှစ်သုံးပေါ့ဗျာတခါဒီမှာ3ရှစ်သုံးအခုကျွန်တော်တို့ဒီနေရာမှာ4ရှစ်သုံးเนาะကျွန်တော်တို့ဒီလိုမျိုးပေါင်းချင်း5 4သုံးလို့လည်းသူကယူသွားလို့ရတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်ပြဖို့ရတယ်ကျွန်တော်ဒီမှာ3နှစ်ချာเนาะ1ပိတ်3ရပိတ်5ပိတ် အဲ့ဒီတက်3ရာ6နောက်ပိတ်ထားတဲ့ခဏဒီ3ခွက်ဒီတက်6ခွန်35ခုရှိနော်တက်6ကဒီမှာ10ပြိတ်10ပြိတ်ဇောင်းတက်ပေါက်တဲ့ဇောင်းမှာတက်6လို့ထွက်တခါဒီမှာ10ပြိတ်10ပြိတ်လို့ဇောင်းတက်ပေါက်တဲ့ဇောင်းမှာခွန်3ညာ3ထွက်တယ်အဲ့ဒီ2ခွက်ထွက်ပြီးပြီကြံနေတဲ့တစ်ခွက်ဒီကျွန်တော်တို့ဒီမှာ10ပြိတ်10ပြိတ်လို့ဇောင်းပေါက်ဒီဇောင်းမှာဆိုရင်15ခုကျွန်တော်10ခါနဲ့ထဲမယ်နော်အဲ့ကောင်က9 8 9 9 8 9ဒီတစ်ချိန်မဲ့ထိုးတရားကြံတော့တယ် အဲ့ဒီကောင်၃ခွက်လုံးတစ်ပိတ်၃ညပိတ်ကိုပဲအဲ့တစ်၃ညကိုပိတ်ထားခဲ့တယ်ခဲ့နဲ့116 38 9เนาะ116 30 3နှစ်ကျော်လိုက်ရင်ဒီနေ့ထဲမှာ169ရှိပြိဆောင်တက်ပေါက်ထားတဲ့အောက်ဆောင်မှာထွက်မယ်ဆိုရင်ဒီဘွဲမှာရှစ်ခါလဲရှိတယ်မို့လို့ကျွန်တော်မိတ်ဆွေတွေထိုးတဲ့နော်ဒီကောင်မဟုတ်ဘူးရှစ်ခါနဲ့ဒီနှစ်ကွက်ပဲထိုးနော်ဟုတ်ပြီလားကဲအဲ့တော့ရှစ်လေးလုံးမြောက်ကြရင်ခွတ်ပွားတာပဲကျွန်တော်တို့ရှစ်ထိတ်လဲတွေ့တယ်ဒါပေမဲ့ရှစ်ထိတ်ကိုကျွန်တော်တို့ကပြန်ကြရပဲကစားတာဟုတ်နော်ရှစ်ခွတ်ကိုမကစားမိဘူး ဲ့တော့လွဲတယ်ပေါ့ဗျာเนาะအားလုံးပဲတန်ကောင်းကြပါသေးတယ်เนาะ